Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ညပြဖြစ်တဲ့ Ruben Amorin ကတော့ကျွန်တော်တို့ဒီပြပောက်ကိုအနိုင်ယူပြီးတော့ Europa League ဘူလူဝဲကိုတက်နိုင်ခဲ့တဲ့အပွဲအပြီးမှာပြောထားတဲ့အကြောင်းအရာတွေရရှိတယ်ပေါ့နော်။ထုံးတိုင်းတိုင်းပဲ Amorin ပြောစကားတွေပေါ့ဗျာ။ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ Amorin ကတော့ဒီနေ့နိုင်ပွဲကဒါပြိုင်သက်တွေအတွက်ပါပေါ့နော်။သူတို့အတွက်အနည်းဆုံးတော့ ဟိုကျွန်တော်တို့အတင်းတင်းလုံးအနေနဲ့ဒီလောက်တော့လှုပ်ပြီးနိုင်တင်နေဘိုလ်ဝဲကြောင့်တော့အခုကတည်းကတော့သူ့အနေနဲ့စိတ်ဖြည့်စည်မှုတွေသူရှိနေပြီပေါ့နော် နောက်ဆုံးမှာတော့မနိုင်လို့ရှိရင်ဒီတိတက်လန်ခဲ့တဲ့မြကဘာမှမဟုတ်တော့ဘူးပေါ့နောက်လာမယ့်ပွဲတွေအတွက်လည်းစိတ်ပူတယ်ဖိုင်နယ်မကစားခင်မှာ injury ပြဿနာတွေမကြုံသွားဖို့ကျွန်တော်ဂရုစိုက်ရမယ်ဒဏ်ရာတွေမရဖို့ကျွန်တော်လိုတယ်ဘိုလ်လူဘဲကိုရောက်ရတာကတော့ဝမ်းသာကြပါပဲ ဘလို့ဖြစ်လာအောင်မလဲဆိုတော့စောင့်ကြည့်ရမှာပေါ့လေဗောနော်ပထမဆုံးဒီပွဲနဲ့ပတ်သက်လို့ပြောချင်တာကတော့ကစားမားတွေရဲ့ဒါ energy ပဲ master we ဆိုလို့ရှိရင်ဒီဒီပွဲမှာဆိုလို့ရှိရင်ဖြည်းဖြည်းချင်းနဲ့ပွဲဆက်တွေကစားတာများလာတဲ့အခါမှာ energy ကုန်ခန်းလာပြီဆိုတာသူသဘောပေါက်တယ်ဗောနော်အဲ့ဒီခိုက်မှာအာမက်ဒီယာလိုဝင်လာပြီးတော့ဒါပွဲရဲ့အချိန်အဟုန်တွေကိုပြောင်းလဲပြသပြီးသွားတာဖြစ်တယ်ဆိုပြီးတော့သူပြောသွားတယ်ဒီနေရာမှာကျွန်တော်တို့ mrin ပြောတဲ့အရာတစ်ခုရှိတယ်ဒါဒါကျွန်တော်ခုနကလည်းပြောသွားတယ်ဘာလဲဆိုတော့ကျွန်တော်တို့ final အထိတက်လာပြီးတော့ဘုံမစွဲရင်အလကားပဲ မင်းသမီးဘယ်လိုပြောမလဲအာယူရိုပါလေးဖိုင်နယ်ကိုရှုံးပွဲမရှိပဲတက်လာတယ်ဟိဘာဟိကြိုက်တဲ့လောက်ကျွန်တော်အနေနဲ့ပေါ့နော်ဖိုင်နယ်တိတက်ဘောလူပွဲမှာဖလားမရရင်အလကားပဲဟိုဘယ်လိုပြောမလဲဖိုင်နယ်တိတက်အောင်လှုပ်ပေးနိုင်တာကိုပဲမစိုးပါဘူးလေကျွန်တော်ဖြစ်တွေ့လို့ရတယ်ဒါပေမဲ့လို့ကျွန်တော်တို့ဟာပရီးမီးယားလိမှာလူလူတူတူဖြစ်နေတဲ့အခြေအနေမဟုတ်ဘူးပရီးမီးယားလိမှာအဆင့်ဆက်လေးမှာကျွန်တော်ဝဲလေဝဲလေဖြစ်နေတာတရားဒီလုံးနီးပါဆိုတော့ဒီအချိန်လေးကိုကျွန်တော်အနေနဲ့ပေါ့နော်ဒီပြောင်းလဲပေးနိုင်မှာကလည်းဒီယူရိုပါလိဖလားရပြီးတော့ချန်ပီယံလိဝင်ဝင်ရမ သူကနေသူဟုတ်မှာမဟုတ်လို့ရှိရင်ပြင်ပမမက်သူတို့ကစားထားတာတွေကအလကားပဲတင်းတင်းတင်းတော့ရှုံးမှာပေါ့လေတင်းတင်းတင်းတော့ဖလားရရမှာပေါ့ဖိုင်နယ်မှာယူရိုယူနိုက်တက်ဖြစ်ရင်ဖြစ်မယ်မဟုတ်ရင်လည်းယူနိုက်တက်ဖြစ်ရင်ဖြစ်မယ်ပေါ့ဗျာနော်တင်းတင်းတင်းတော့ဖလားရမှာပေါ့လေဒါပေမဲ့လို့လကားပဲပေါ့နော်ဘာလို့လဲဆိုတော့ဖလားဒီစပါးအတွက်ကောမန်ချက်စတာယူနိုက်တက်အတွက်ကောကျွန်တော်တို့ဒီလက်ရှိလိမာကအဆင်ပြေမနေလို့ပဲအဆင်ပြေမနေလို့ဒီတော့ဆိုတော့ဒါကြောင့်ပေါ့နော်ဖလားဒီရေးကြီးပါတယ်ဖလားမရရင်ဒီတိရောက်လာတာအလကားပဲ ဘာမှမဟုတ်ဘူးကျွန်တော်ဖြစ်သွားမယ်ဆိုတော့เนาะလာဖလားရအောင်သူတို့ယူနိုင်မလားကျွန်တော်ကြည့်ရမယ်မာစတာဝင်းနဲ့ပတ်သက်လို့ရှိရင်တော့သူပြောတာကတော့ကျွန်တော်အများကြီးလေးပြိသက်တီမြင်ကြလိမ့်မယ်လို့ထင်တယ်ဘလုံးမန့်ကိုအစဉ်ပြေမနေဘူးပေါ့နော်ဒီပွဲဆိုလို့ရှိရင်သူကစားလာသူကစားသွားပြီးတော့ကျွန်တော်တို့မြင်ကျင်တဲ့ performance မျိုးသူမပြနိုင်ဘူးပြီးခဲ့တဲ့ brand phone နဲ့ပွဲမှာဆိုလို့ရှိရင်သူလုံးဝအဲအနာပေးထားတာသူ့ကိုနော်အဲအနာပေးထားပြီးတော့ပြန်လာတဲ့အခါမှာကျွန်တော်မျှော်လင့်တယ်လို့သူလုံးမပြနိုင်ဘူးဒီ weekend မှာထပ်ကစားမယ့်ပွဲမှာ master week ထပ်ပါမလားတော့ကျွန်တော်ကြည့်ရမယ် ကျွန်တော်ကတော့လူစားလေးပြီးတော့တုံမို့ကျွန်တော်မျောလိမ့်နေပေါ့နော်သူဆက်ပြီးတော့ပြောသွားသေးတဲ့ကစားမတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့ပွဲမှာနှစ်ကိုးဆက်သွင်းနိုင်ခဲ့တဲ့မေဆန်မောင်းအတွက်သူတော်တော်လေးဝမ်းသာတယ်ပေါ့နော်ဒါပြင်ကိုယ်နဲ့ကစားမပြီးတဲ့ကိုဝီမင်းနူးနဲ့ပတ်သက်ပြီးတော့လည်းသူတကယ်သဘောကျတယ်ပေါ့တခါတလေမှာဆိုလို့ရှိရင်ဒီလိုကစားမတွေကအရန်ကုန်မှာရှိနေပြီမဲ့ဝင်ကစားခွင့်ရတာနဲ့ပွဲရဲ့အဖြစ်ကိုပြောင်းလဲပြစ်နိုင်လောက်အောင်အည်သွေးရှိတဲ့သူတွေဖြစ်တယ်ပေါ့နော်ကျွန်တော်တို့မှာလူဝင်အားအပြစ်ရှိတဲ့အချိန်ဆိုလို့ရှိရင် ပွဲစဉ်အကြောင်းတွေကိုသူနီးပြားတယောက်အနေနဲ့စဉ်းစားရတာပို့ပြီးတော့လွယ်တယ်ပေါ့တချို့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ကျွန်တော်အများကြီးယုံကန်ခဲ့ရတဲ့ပွဲစဉ်တွေရှိတယ်ကစားအမတွေကိုလည်းထားပါတော့သူတို့ရဲ့ပုံမှန်နေရာမဟုတ်တဲ့မတူညီတဲ့နေရာတွေမှာကစားခိုင်းခဲ့ရတာလေးတွေကျွန်တော်ရှိတယ်မေဆန်မောင်းနဲ့ပတ်သက်လို့ရှိရင်တော့ဟိုဒီလိုမျိုးဘာလို့ဒီလိုမေဆန်မောင်းကနေတိုင်းနဲ့သူလူအလုပ်လဲကျူးစားတယ်နော်အစားတောက်တည်ဆိုလို့ရှိရင်လည်းပဲသူရှိရှိကန်ရှိရှိပေါ့နော်ဂယူဒီဇိုင်းနဲ့သူစားတယ်အနာယူရာမျိုးတွေလုပ်တယ်နော်ကျမ်းမာဒီ ်အမာဆယ်ဒီတွေ့လိုအပ်တဲ့ iceberg တွေသူလုတ်ပြီးတော့ဗောနော်ဘယ်လိုပြောမလဲအကောင်းဆုံးအတင်းတွေပံပိုးပေးနိုင်အောင်လို့သူအမြဲတမ်းကြိုးစားတယ်ဗောဒါဆိုဒီလိုကစားမလေးအခုလိုမျိုးလိုအပ်နေတဲ့အချိန်မှာနှစ်ကိုရတယ်ဆိုတဲ့ခါကျတော့ဒါတော်တော်လေးကိုဝမ်းသာစရာကောင်းတယ်ကျွန်တော်တို့အနေနဲ့လည်းဒီလိုကစားမတွေကိုကူညီပေးသွားဖို့အသင့်တွေကျိုးပန်းတဲ့သူတွေကိုဗောနော်ကူညီပေးသွားဖို့အသင့်ပဲဆိုပြီးတော့ပြောသွားတယ်ကျွန်တော်တကယ်ပြောမေဆန်ပေါင်းနဲ့ပတ်သက်လို့ရှိရင်ဗျဒီလောက်ခြေစွမ်းကတော့အမှန်တမ်းပြောရင်ကျင်းနေစရာမရှိဘူး ယူနိုက်တက်ကိုရောက်လာတာကျွန်တော်ပေါ့နော်ဒါ200ရာသီတည်းကိုကျွန်တော်ရောက်နေပြီမလားနော်ပြီးလို့ရှိရင်အသင်းမှာလည်းကျောင်းနံပါတ်ခွင့်ကြီးကျွန်တော်ယူထားပြီးတော့ဟိုတန်60လောက်နေလဲကျွန်တော်ပေးပြီးတော့ခေါ်ဒါတော့မီဆန်မောင်းအပြစ်မဟုတ်ပါဘူးကျွန်တော်တန်60ပေးပြီး60ပေးတာမီဆန်မောင်းအပြစ်တော့မဟုတ်ဘူးနော်ဟိုဒါပေမဲ့လည်းလို့ပေါ့နော်မီဆန်မောင်းဟာအသင်းကိုကျွန်တော်မျှော်လင့်ချက်အကြီးနဲ့ရောက်လာတာအသင်းကိုမျှော်လင့်ချက်အကြီးနဲ့ရောက်လာပြီးတော့ဘလို့မှန်ပေါ့နော်အဆင်ပြေမနေဘူးတစ်ချိန်လုံးနီးပါးဒဏ်ရာပြဿနာတွေနဲ့ကြုံနေရတယ်အသင်းကလိုအပ်ပါတယ်ဆိုတဲ့အချိန်မှာတော့မသူမရှိနိုင်ဘူးအဲ့လိုကစားမားက ကြားထဲမှာဘောနော်ဒီဝေဖန်မှုတွေခံရတဲ့တိုင်ပတ်နေပါတယ်ဆိုတဲ့ချိန် United က final ကိုတက်ဖို့လိုနေတဲ့ချိန်မှာသူနှစ်ဂိုးသွင်းပြီးတော့ performance ကိုပြသွားတယ်မိနစ်20နဲ့3မိနစ်ပဲသူကစားခွဲရတာဒါကြောင့်ကျွန်တော်ဒီပွဲက Mason Mount အတွက်အများကြီးအတိတ်ပဲရှိတယ် United ပြည်သက်တွေအတွက်လည်းဒါ Mason Mount နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါဝေဖန်တာတွေရော့သွားမှာပေါ့ဗျာဒါကစားမတွက်ကောင်းတဲ့အရာပဲကစားမကအတင်းမှာ comfortable ဖြစ်နေဖို့လိုတယ်เนาะကျွန်တော်တို့ဒါအများကြီးပေါ့နော် အိုးရီပိုင်းနဲ့အခုလက်ရှိပံ့ပိုးပေးနိုင်ပြီဆိုလို့ရှိရင်ယုံကြည်မှုကတွေ့နေသူတက်လာမှာ injury ပြဿနာရည်သားကျွန်တော်ကင်းနေဆိုလို့ရှိရင်အရာအလုံးကအချိန်ကြီးကောင်းလာမှာဒါကြောင့်မီဆန်မောင်းနဲ့ပတ်သက်ပြီးတော့ဒီညပွဲကသူ့အတွက်တော်တော်လေးကောင်းခဲ့တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အသင်းကလိုအပ်နေတယ်ဆိုတဲ့အချိန်မှာတကယ်ကောင်းတဲ့ quality နှစ်ခုကိုသူသွင်းသွားတာဒါအပြင်သူကုသူကျွန်တော်ဒါဆက်ပြီးတော့သူပြောထားတာတွေကျွန်တော်ရှိတယ်မီဆန်မောင်းနဲ့ပေါ့နော်လက်ရှိ Manchester United ရဲ့ကစားဟန်တွေကသူ number 10 room မှာကစားတာသူအကောင်ဆုံးပဲပေါ့ဘာလို့လဲဆိုတော့ မီဆမ်မောင်းကကွင်းလေလူဆိုလဲဟုတ်တယ်တောင်မန်ကစားမလူလဲသူကပြေးနိုင်လှောနိုင်တဲ့ player တယောက်ဖြစ်တယ်ပေါ့နော်မီဆမ်မောင်းမှာလုံနိုင်တာကြီးအများကြီးပေါ့ဗျာဟိုမောင်းကတော့ဒီ position ကဟိုထူးထူးဆန်းဆန်းတော့သူ့အတွက်မဟုတ်ဘူးသူတပြင်းသူတို့ Champions League တွေပါတွေရခဲ့တဲ့ဒီ Thomas Tuchel နဲ့ Chelsea တို့မှာတော့ငါဆိုလို့ရှိရင်လည်းမီဆမ်မောင်းဟာဒီ position မှာကစားခဲ့တာပဲနော်ကစားခဲ့တာပဲဆိုတော့အဲ့တုန်းကလည်းသူ Champions League တွေပါတွေရတယ်ဆိုတော့ဒီ position ကသူ့အတွက်တော့အထူးဆန်းကျွန်တော်မဟုတ်တော့ဘူးပေါ့နော်ဆိုတော့ဘိုလူဝဲနဲ့ပတ်သက်ပြီးတော့အန်ဝိုရင်ဆက်ပြောထားတယ် အဲဖြစ်နိုင်ခြေတွေကိုကျွန်တော်တို့အရင်ဆုံးစဉ်းစားဖို့လိုတယ်ပေါ့နော်ဘိုလ်လူပွဲမှာဟိုအတင်းတင်းအနေနဲ့၄ချိန်ဇက်တိုက်ရှုံနေဖို့ဆိုတာခင်းရင်ပါတယ်ပေါ့ဒါကြောင့်ကျွန်တော်တို့အနေနဲ့အဲ့ဒါလိုစဉ်းစားလို့လည်းကျွန်တော်ရတယ်ကျွန်တော်တို့ဘက်ကလည်းဘယ်လိုပြောမလဲအင်အားအပြည့်နဲ့ရှိတဲ့လူစရင်းကိုဟိုကျွန်တော်ပွဲကိုတည်တည်ကြာကြာပေါ့နော်ကျွန်တော်လေ့လာမှုတွေလုပ်ဖို့လိုတယ်ပေါ့ဗျာပြီးတော့နီးပြစပါနီးပြဖြစ်တဲ့ဒါဒီ positive go group ရဲ့အခြေအနေတွေနဲ့ကျွန်တော်တို့အသင်းတွေကကြားထဲမှာတိတ်ကွာဟတာတွေမရှိဘူးပေါ့နော်။နှစ်ဦးစလုံးကကျွန်တော်တို့နှစ်သင်းစလုံးက ပရီးမီးယားလိဂ်မှာတော်တော်လေးကိုခက်ခဲနေကြပြီးတော့ဟိုဒီထဲမှာလည်းဘောလုံးပွဲမှာလည်းကျွန်တော်နှစ်သင်းထဲကတစ်သင်းပဲကျွန်တော်အနိုင်ရမယ်ပေါ့နော်ဒါကြောင့်ပွဲကြီးပွဲကောင်းဖြစ်လာမှာတေချာလို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့အနိုင်ယူဖို့ကြိုးပမ်းသွားမှာပါဆိုပြီးတော့ MOD ပြောထားတယ်ဒါကိုပြောတာပဲကျွန်တော်တို့စပါပရိသတ်တွေစိုးရင်တာလည်းနည်းနည်းလက်ခံလို့ရတယ်ဗျာသိလားကျွန်တော်ဒီရဒီမှာစပားကိုကျွန်တော်၃ချိန်တွေ့ပြီးသွားပြီ။ဒီချိန်မှန်းကျွန်တော်မနိုင်ဘူး။စပားနဲ့လက်တလုံးတွေးဆမှုတွေမှာကျွန်တော်တော်တော်ကိုဒုက္ခရောက်နေရတာ စပားနဲ့ကျွန်တော်တွေ့တယ်ဒီယာဒီမတီးတဲ့နော်၃ချိန်ကျွန်တော်တစ်ချိန်မှမနိုင်ဘူးအဲ့ဒါကြီးစိတ်ပူစရာကြီးပရီးမီးယားလိကောကျွန်တော်က F ကာရာဘောင်းဖလာဝါလားမသိဘူးကျွန်တော်တွေ့ခဲ့တယ်ကျွန်တော်တစ်ချိန်မှကျွန်တော်မနိုင်ဘူးတစ်ချိန်မှမနိုင်ဘူးမန်ချက်စတာယူနိုက်တက်စပားကိုနောက်ဆုံးနိုင်ခဲ့တာ2022ခုနှစ်ကလာမသိဘူးမှတ်မိတော့ဆိုရင်ဒါအပြင်နောက်ဆုံးတွေ့ဆုံထားတဲ့ဗနက်ချိန်လည်းမသိဘူးစပားဟာကိုရီကို14ကို9ကိုလားမသိဘူးနော်ကျွန်တော်တို့ကအပြတ်သက်ကိုရီကိုအဲ့တွေ့ဆုံထားတဲ့ဒီအချိန်ကြီးတွေ့နေမှာဂိုးပို့ပြီးတော့သွင်းပြထားတာ စပ်ပါနဲ့တူရင်ကျွန်တော်အရာရာတိုင်ပက်နေပါတယ်။ဒါကလက်ရှိကျွန်တော်တို့စိတ်ပူစရာပဲပေါ့နော်။ဒါကြောင့်လည်းဘူရိုဂလင့်ကိုတက်စီကျင်ကြတာ။သို့သော်လည်းပဲစပ်ပါကကျွန်တော်ထိုင်နေတဲ့နယ်နဲ့သူတို့တက်သွားတယ်။ဒါအပြင်စပ်ပါရဲ့ကျွန်တော်တို့ဒီဟိုအချင်းကြီးကလည်းစပ်ပါဟာဥရောပထရိုဖီဘာမှရထားတဲ့အသင်းမျိုးမဟုတ်ဘူးဗျာ။ဆိုတော့သူတို့အတွက်ပေါ့နော်။ဒါစပ်ပါကဆိုဖလားလည်းမရတာကြာပြီဆိုတော့စပ်ပါအနေနဲ့ပေါ့နော်။သူတို့ရဲ့အခါသီးဆုံးပြိုင်ဘက်ဖြစ်တဲ့အာဆင်နယ်က Champions League ကနေပြီးတော့ထွက်ခွာသွားတဲ့အချိန်မှာ ဒီရာဒီသူတို့တို့ချီတလန်းတာနိုင်မဲ့သူတို့ဒါယူရိုပါလီဖလားကိုသူတို့လည်းယူဖို့ကြိုးပမ်းမှာပဲစပါးဆိုလို့ရှိရင်ကျွန်တော်တို့ဒါချန်ပီယံစ်လိလည်းဝင်ခွင့်ရမယ်ဥရောပဖလားလည်းရမယ်ဆိုရင်အာသူတို့ရဲ့မဟာပြိုင်ဘက်ခါးသီးပြိုင်ဘက်အာဆင်နယ်တက်ဒီရာဒီဟာအများကြီးတာဝါမှာမဘာလို့လဲဆိုတော့အာဆင်နယ်ချန်ပီယံလိဝင်ခွင့်ရသူတို့လည်းရတာပဲအဲ့လိုဖြစ်သွားမှာအဲကြောင့်စပါးအတွက်ကတော့အများကြီးတိတ်ပဲရှိတယ်ဖလားမရတာလည်းကြာပြီဆိုတော့ကိုရီယူနိုက်တက်အတွက်ကတော့ဖလားတွေကတော့ရနေတာပဲပေါ့နော်ဒါပေမဲ့လည်းလို့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့ပို့ပြီးတော့ကြီးမားတဲ့ဖလားတွေရဖို့ကျွန်တော်လိုတယ် အသင်းဟာပြန်ပြီးတော့တိဆောက်ဖို့ကြိုးပမ်းနေတဲ့ကာလမှာဟိုတကယ်အရေးကြီးတဲ့ဖလားတွေရဖို့လိုတယ်။ဒါအပြင်ပရီးမီးယားလိမှာတိုင်ပတ်နေတော့ဒီရာဒီယူရိုပါလိရမှသာချန်ပီယံစ်လိဝင်ဝင်ကကျွန်တော်ဝင်နိုင်မှာ။ဒါကြောင့်ပေါ့နော်ကျွန်တော်လက်ရှိဒီယူရိုပါလိဟာစပါးအတွက်ကိုမန်ချက်စတာယူနိုက်တက်ကိုအရေးကြီးတယ်။ဒီလိုအချိန်မှာစပါးနဲ့တွေ့တာကတော့တိတ်တော့ကောင်းတဲ့အချက်တော့မဟုတ်ဘူး။ဒါပေမဲ့ဗျာဖိုင်နေဗျာဘလူးဝဲဆိုတော့ဘလူးဝဲလိုကစားရင်မရတဲ့အကြောင်းမရှိဘူးဗျာဒီလားနော်။ကျွန်တော်ဘလောက်ပဲခက်ခက်ခဲခဲရှင်းမှန်းကစားရပါမယ်ပြောပြော။ စပါးကိုနိုင်ပြီးတော့ final မှာကျွန်တော်ပူဆွဲနိုင်မှုတော့ကျွန်တော်ကြိုးပမ်းမှာဘိုလိုဝဲထိရောက်လာပြီးမှတော့အရာလုံးအလဟသမဖြစ်မဖြစ်စေချင်တော့အမှန်ကန်ကျွန်တော်ကြိုးပမ်းမှကျွန်တော်ရမယ်ပေါ့နော်ကျွန်တော်တော့ဖလားယူနိုင်စွမ်းနဲ့ရှိတယ်လို့ကျွန်တော်ထင်တာပဲကြားထဲမှာအမိုရင်ပြောသလိုပဲ injury ပြဿနာတွေပါတယ်ကျွန်တော်တို့ဟိုကမလုပ်အောင်တော့ကျွန်တော်မထိခိုက်အောင်လို့လည်းကျွန်တော် queue side မှာတော့ကျွန်တော်ရမယ်ဆိုညဂရိုနီနီရောရူဘင်အမိုရင်ပြောတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်ကြီးချွာပေးတဲ့ညီကများလုံးကိုကျေးဇူးများကြီးတင်ပါတယ်